မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကဒီနိုင်ငံလုံးမှာသူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ်ရန်နိုင်မင်းစစ်စင်ရေးဟာနိုင်ငံအစ်စ်စစ်စင်ရေးဆိုပြီးပြောထားသလိုလက်ရှိလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်ထိုးစစ်တွေကိုအချိန်ရွေးလှုပ်ဆောင်မှုညွှန်ကြားထားတယ်ဆိုပါလေရှမ်းမင်းနဲ့မြောက်ပိုင်းကလာရှုံမြို့ကိုဘာတိုက်ပွဲမှမရှိပဲအကြမ်းဖက်စစ်ကောင်စီကဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲမှုဟာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ MNDAA ကနေတရားဝင်ကြေညာလိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖက်စကောက်စီကတနိုင်ငံလုံးမှာသူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်မယ်ရန်နိုင်မင်းစစ်စင်ရေးဟာနိုင်ငံအဆင့်စစ်စင်ရေးဆိုပြီးပြောထားသလိုလက်ရှိလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်ထိုးစစ်တွေကိုအချိန်မရလှုပ်ဆောင်ဖို့ညွှန်ကြားထားတယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အခုစက်တင်ဘာလကစတင်ခဲ့တဲ့အချက်ဖက်စကောင်စီရဲ့ရန်တိုင်းမစ်စစ်စင်ရေးဟာတို့ဆုံးရှုံးထားတဲ့နေမြေတွေကိုအဓိကပြန်လဲသိမ့်ပိုက်ဖို့နဲ့တို့အကြံဖတ်ဆိုပြီးကြီးညာထားတဲ့အဖွဲ့တွေကိုအမြင့်ပြတ်ခြေမုတ်ရမယ်ဆိုပြီးတော့ပါပြောထားတဲ့အပြင်အဲ့ဒီစစ်စင်ရေးကရွေးကောက်ပွဲလုပ်ခဲ့သည့်ရှိရင်တော့အပြောင်းလဲမရှိဘဲတို့နေမြေတွေပြန်လဲရရှိမှသာစစ်စင်ရေးပြီးဆုံးမှဖြစ်တယ်ဆိုပြီးတော့လဲပြောထားတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောပါတယ် အဲ့ဒီအတွက်အခုလက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာရန်တိုင်းမင်းစစ်စင်ရစ်အနည်းနဲ့လှုပ်ဆောင်နေတာဖြစ်ပြီးစစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတိုင်းကိုအချိန်မြွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဖို့ကိုပါပြောထားတဲ့အပြင်အဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်မယ်ဆိုတာကိုလည်းစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာပါမင်းအွန်လိုင်းရဲ့မိကုံးကောက်နှုတ်ချက်ဆိုပြီးထည့်သွင်းဖော်ပြထားပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးနေပြည်တော်ဖရဲသည့်စစ်တပ်သတင်းအရှိမင်းကလည်း စကောက်စီကအဲ့ဒီရန်တိုင်းမဆစ်စင်ရဲ့အတွက်ဖြတ်အားပြင်းဘုံတွေကိုပါအပုံးပြူလာဖို့ရှိတဲ့အတွက်အားလုံးကြိုတင်ပြင်ဆင်ပြီးအထုသတိထားကြဖို့ကိုလည်းထက်လောင်းတတိပေးပြောဆိုထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းနဲ့မြောက်ပိုင်းကလာရှုမြို့ကိုဘာတိုက်ပွဲမှမရှိပဲအချမ်းပစကောက်စီကဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲမှုဟာလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ MNDAA ကနေတရားဝင်ကြေညာလိုက်ပါတယ်လက်ရှိလာရှုမြို့မှာစစ်ပွဲတွေပြီးဆုံးသွားပြီးတဲ့နောက်မှာပဲ MNDA ကလာရှုံမြို့ကိုပြန်လဲတီဆောင်ရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်နေရမှာအချမ်းဖက်စကောင်းစီတက်ကဘာတိုက်ပွဲမှမရှိတော့ဘဲလာရှုံမြို့ကအရတားပြည်သူတွေနေထိုင်ရာအဆောက်အုံတွေကိုလင်းနဲ့လာပြီးဘုံကျက်ဖျက်ဆီးနေတာဟာနှစ်ကြိမ်မြောက်ရှိပြီဆိုပါလေ။ဩဂုတ်လ30ရက်နေ့ကပထမကြိမ်လာရှုံမြို့ကိုစစ်ကောင်းစီတက်ကဘုံလာကျဲတဲ့အချိန်စာတင်ကြောင်းနဲ့လူနေအိမ်တွေပျက်စီးခဲ့ရပြီးစနေမလာရှင်းနေဖြစ်တဲ့မနေ့ကပဲဒုတိယကြိမ်လင်းနဲ့လာပြီးထပ်မံဘုံကျက်သွားရမှာရက်ွက်စနစ်အကစားယုံနဲ့ရေပူစမ်းအနီးက Silver Sky Hotel အနီးမှာကြာရောက်ပောက်ကွဲသွားပြီးလူနေအိမ်တွေအပြင်ရတပီသူတွေရဲ့ကုန်တင်ကားတွေအိမ်စီးကားတွေနဲ့တခြားပျက်စီးဆုံးရှုံးမှုတွေပါဖြစ်ပေါ်ခဲ့တယ်လို့ MNDAA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒီလိုအချက်ပါစကောင်စီဘက်ကနေလရှုံမြို့ကိုဗားတိုက်ပွဲမှာမရှိပဲရတပီသူတွေရဲ့အသက်အိုးအိမ်ဆုံးရှုံးမှုဆိုတာတောင်လုံးဝကူးမဆိုင်တော့ပဲ။ရိုက်ဆိုင်တဲ့အပြုတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ရည်ရွယ်ချက်ရှိရှိရာဇဝတ်မှုကျူးလွန်ပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကိုကြမ်းကြုတ်တဲ့လှုပ်ရက်တွေနဲ့ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျဒီတခါဘကိုးတိုင်းပတ်မှာတော့ဂျိုးဘေကောင်မျိုးနဲ့ကကွင်းချောင်းချင်းရွာမှာတက်ဆွဲပြီးပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အချမ်းပတ်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်ဖွဲ့ဝင်ခေါ်နာဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ PDF တရင်383 1တခွဲ1ရတာဝန်ရှိသူတူကရန်ကုန်ခေတ်တိကိုပြောပါတယ်စက်တင်ဘာလ9ရက်နေ့ကပဲဂျိုးပင်ကောင်မြို့နယ်ကွင်းချောင်းခြေရွာမှာအုပ်ချုပ်ရေးမှုဇိုးမင်းနိုင်တဲ့ပြူစော်တီအဖွဲ့ဝင်15ဦးအပါအဝင်အချမ်းပတ်စကောက်စီတပ်သား20လောက်နဲ့ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုပ်နေတဲ့စစ်တပ်စခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၄ဦးနဲ့ပစ္စတိ၃ဦးအပါအဝင်စုစုပေါင်း9ဦးကတော့အသေးသေးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီတပ်ဖက်ကတော်လိုင်းရဲဘော်တဦးလည်းပြစ်ခတ်မှုတွေအတွင်းမြင့်မြတ်စွာအသက်ပေးလူတော့ရတယ်လို့ PDF တရင်383 1တခွက်1ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမွန်ပြည်နယ်ဘက်မှာတော့ရေးမြို့နယ်အာယုတောင်ကျေးရွာကအချက်ဖက်စစ်တပ်လောက်ခံပြစ်စော့တီလင်းဦးဆိုတဲ့သူကိုရေးဘလူအဖွဲ့ကအရှင်ဖမ်းဆီးရမိထားပြီး တဖက်ကမြစ်သားမြို့နယ်မှာလည်းပြူစော့တီမိုးနိုင်ဆိုတဲ့သူပါပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးကိုသေသွားပြီလို့သိရပါတယ်စတေမလာ9ရက်နေ့ကပဲရေးမြို့နယ်အာယူတောင်ဂျေးရွန်ကအချက်ဖက်စစ်ကောင်စီအတွက်ဒေါ်လန်ရေးတဲ့တင်တွေလိုက်လံဆုံဇမ်ဘီရေးဘလူးအဖွဲ့ရှိတဲ့နေရာတွေကိုပါစစ်တပ်ကလိုက်ပြပြီးတော့အကြီးအကျယ်တင်ပေးလုပ်နေတဲ့ပြူစော့တီလင်းဦးဆိုတဲ့သူကိုရေးဘလူးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်တဖက်ကမြစ်သားမြို့နယ်မကြီးကန်ဂျေးရွန်မှာလေစတေမလာ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဂျေးရွာဗောလီဘောကွင်းမှာအချမ်းဖက်စစ်တပ်အကူနဲ့ပြည်သူတွေကိုဖိနှိပ်ချိမ့်ချောက်ပြီးငွေညှစ်နေတဲ့ပြူစော့တီမိုးနိုင်ဆိုတဲ့သူကိုအမည်မသိတဲ့တမားတွေကနေပြစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားတယ်လို့ဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ပခုတ်ကူမြို့နယ်အင်ပင်ဂျေးရွာကမိသားစုကိုပြန်လာခေါ်တဲ့အချမ်းဖက်စစ်ကောင်စီတပ်ရဲ့တက်ချက်ကြီးတအုပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Riot Defense Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။စက်တင်ဘာလ9ရက်နေ့ကပဲရှမ်းပြည်နယ်ကိုလံမြို့အခြေစိုက်တရင်မှာတာဝန်ကျနေတဲ့အကြပ်စစ်ကောင်စီတပ်ကတက်ချက်ကြီးတအုပ်ဟာပခုတ်ကူမြို့နယ်အင်ပင်ကျေးရွာမှာရှိတဲ့သူ့ရဲ့မိသားစုကိုလာပြန်ခေါ်တဲ့အချိန်ဒေါ်လာရေးတပ်တွေကအသင့်ဆောင်ပြီးအရှင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတက်ချက်ကြီးဟာသူ့ရဲ့မိသားစုကိုလာခေါ်မယ်ဆိုတဲ့အကြောင်းသတင်းရထားတဲ့အတွက်ဒေါ်လာရေးတပ်တွေကအင်ပင်ကျေးရွာမှာရှိတဲ့စစ်တပ်ကဂင်းစခန်းအနီးထိကပ်ပြီး အသင့်ဆောင်ဖမ်းခဲ့တာဖြစ်တယ်လို့ Riot Defense Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူဦးကပြောထားပါတယ်။လက်ရှိမှာတော့အဲဒီလိုဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ကတက်ချက်ကြီးကိုတော်လှန်ရေးတပ်တွေကစစ်တုံမန်းဥပဒေနဲ့အညီထိမ့်သိမ်းထားပြီးတော့စစ်စေးချက်ပေါ်မူတည်ပြီးထိုက်တဲ့နဲ့အပြစ်ပေးအရေးယူမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ Riot Defense Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူဦးကပြောထားပါတယ်ခင်ဗျ။အခုတခါရန်ကုန်မြို့မှာတော့ရွှေပြည်သားမြို့နယ်အမှတ်2ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန် UG ရဲဘော်တွေကနေအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စနေမလာခုနှစ်ရက်နေညပိုင်းကပဲရန်ကုန်မြို့ကရွှေပြည်သားမြို့နယ်မှာပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေစုဝေးရာရွှေပြည်သားမြို့နယ်အမှတ်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကို Black Tiger UG တင်းရဲဘော်တွေနဲ့ရွှေပြည်သားပကဖရဲဘော်တွေပူးပေါင်းပြီးအဝေးထိန်းမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။လက်ရှိရန်ကုန်မြို့မှာ အချမ်းပတ်စကောင်စီနဲ့ပေါင်းပြီးပြည်သူတွေကိုနှီးမျိုးစုံဒုက္ခပေးနေတဲ့အုတ်ချုပ်ရင်မှုရုံမီအပောင်ဝင်စစ်တပ်အလို့ကြအာဂျုံမန်တက်လိုက်လုံနေတဲ့သူမှန်တယ်မြတ်ကိုလေစရေပြမဲ့အဖြစ်ဆက်လက်အေးအေးယူမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လေ Black Tiger UG တင်းနဲ့ရွှေပြည်သားမျိုးနဲ့ပကဖတ်တို့ကနေအတိပေးထုတ်ပြန်ထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကြောင့်ရောင်ခစ်တက်ကနေဒီကနေ့နေ့လေဂစ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ